ခန်းနာခြင်းဟာအဖြစ်များတဲ့ကြွတာနာကြည်ခြင်းအမျိုးအစားတစ်မျိုးပဲဖြစ်ပါတယ်နော်။ပြင်းထန်တဲ့ထိခိုက်မှုယောဂတို့ကြောင့်ဖြစ်တတ်ပြီးတာမန်အစစ်လွဲတာဒဏ်ဖြစ်တာဒါမှမဟုတ်အာယုကျောညက်တာထိခိုက်တာတွေကြောင့်လည်းဖြစ်တတ်ပါရဲ့နော်ဒီပြဿနာတွေကိုဖြေရှင်းဖို့ဆိုလို့ရှိရင်နော်လေ့ကျင့်ခန်းတွေလုံဆောင်ပေးဖို့လိုအပ်ပါရဲ့နော်ခဏတာခဏတာကိုအဲ့ရတဲ့လဲပြီးမလုံချာပဲနေလိုက်တာကအထောက်ကူပြုရယူဆထားကြပါရဲ့နော်ဒီလိုမျိုးဘာလို့ချောင်မှာမရှိပဲနေလားဆိုလို့ရှိရင်ပျောက်ကင်းမှုကိုကြာစေပြီးတော့စိတ်ဓာတ်တွေကိုပို့ပြီးတော့တော်တည်မှုဖြစ်စေပါရဲ့နော် နှလုံးချာနေမှာဒါကြက်တာတွေကိုအတုံးချနာမှာဖြစ်ပါတယ်ရှင်ဒီနေ့မှာတော့ခန်းနာတဲ့အခါမှာဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ရမလဲဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်နော်ညီမရဲ့ဗီဒီယိုလေးကိုမစခင်မှာညီမတို့ရဲ့ channel လေးကို subscribe လုပ်ပြီးတော့ဘေးနား notification bell လေးကိုပါ on ခဲ့ပြီးမှမေ့ပါနဲ့အောင်နော်ခုကတော့ခန်းနာတဲ့အခါမှာဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ပေးသင့်တယ်ဆိုတာကိုပြပြပေးသွားမှာဖြစ်ပါတယ်နော် ဒါပေမဲ့ဒီလိုလေ့ကျင့်ခန်းတွေမစခင်မှာအရင်ဆုံးတတောက်တတရှိတဲ့အဝတ်အစားတွေကိုဝတ်ဆင်သင့်ပါရယ်နော် ပြီးတော့လုတ်တဲ့အတိုင်းတာထပ်ပိုးပြီးလောက်အောင်မိမိကိုယ်ကိုလည်းအပြည့်ရမပေးပါနဲ့နော်လေ့ကျင့်ခန်းလုပ်ခြင်းကြောင့်ထိခိုက်တာမျိုးလည်းမဖြစ်သင့်ပါဘူးနော်နောက်ပြီးလေ့ကျင့်ခန်းကိုဖြည်းဖြည်းနဲ့မှန်မှန်စပြီးတော့လုပ်ဖို့လိုပါရဲ့နော်ချက်ချင်းကြီးမစားလိုက်ပါနဲ့ရုတ်တရက်လှုပ်ရှားမှုတွေကြောင့်ကျွတ်တာတွေကိုထိခိုက်နိုင်လို့ပါနော် နောက်ပြီးတော့ညီညာသက်ရှင်ပြီးတော့ကျယ်ဝင်တဲ့နေရာမှာလှုပ်ဆောင်တင်ပါတယ်။နောက်တစ်ချက်ကတော့ကြက်သားတွေအယိုးအဆစ်တွေပြုတ်ပြအောင်အကျောဆန့်လေ့ကျင့်ခန်းလေးတွေကိုအရင်ဆုံးလှုပ်ဆောင်ပေးတင်ပါရနော်။ ခန္ဓာတော်ကိုတတစီတဲ့လေ့ကျင့်ခန်းကြီးထဲကပထမဦးဆုံးကတော့အကျော်ဆန့်ကျင်လေ့ကျင့်ခန်းပဲဖြစ်ပါရဲ့နော်။လိလာချက်တွေအရအကျော်ဆန့်ကျင်လေ့ကျင့်ခန်းဆိုလို့ရှိရင်ခန္ဓာတော်ရောဝေဒနာတွေကိုပွားရှင်းချပေးလို့သိရပါဗျ။ခန္ဓာလည်းလူနာများဆိုလို့ရှိရင်ခါတက်ဝိုင်းမှာတင်းနေတက်ပြီးတော့မနက်ပိုင်းမှာဆိုလို့ရှိရင်ပိုပြီးတော့တောက်တည်နေတက်ပါရဲ့နော်။အဲဒါကြောင့်မနက်ပိုင်းမှာဒီလိုမျိုးအကျော်ဆန့်လေ့ကျင့်ခန်းတွေလုပ်ပေးခြင်းဟာဆိုလို့ရှိရင်ခန္ဓာတော်တွေကိုရောကြစေပြီးတော့တက်တော့တက်တာပြည့်ဖြစ်စေပါရဲ့နော်။နောက်ပြီးတော့အကျော်ချော့ကျင်လေ့ကျင့်ခန်းကိုရိုးရိုးရှင်းရှင်းလုပ်နိုင်ပါရဲ့နော်။ ကျန်းပေါ်မှာဝင်လျားမှောက်လိုက်ပါခြေထောက်တွေကိုဒူးစစ်ယောဂနဲ့တဖြည်းဖြည်းချင်းကွေးယူပါနော်ပြီးရင်ခါရိုးနဲ့ဒူးကောင်ဟာကျန်းပြစ်ပေါ်ကို ထိနေရပါမယ်ပြီးတဲ့အခါမှာပခုံးကနေအပြုတ်ပြီးတော့ရင်ဘက်ကိုကျန်းပြစ်ကနေမှယူပါနော်အဲ့လိုအနေအထားကိုစက္ကန့်20ကနေ30အထိနေပြီးတဲ့အခါမှာပုံမှန်အနေအထားကိုပြန်သွားပါနော်နောက်ပြီးတော့အသက်ကိုတက်တော့တက်တာရှူဖို့တိတ်ပြီးတော့ပြပြင်းထန်ထန်မလုပ်ဖို့တတိပြုရပါမယ်နော် ောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ယောဂလေ့ကျင့်ခန်းပဲဖြစ်ပါရဲ့เนาะယောဂလေ့ကျင့်ခန်းဆိုလို့ရှိရင်အကျောတွေကိုပြည့်စေပြီးတော့ခန်းချညီစေဖို့တစ်ချိန်တည်းမှာလေ့ကျင့်နိုင်တဲ့လှုပ်ရှားမှုပဲဖြစ်ပါရဲ့เนาะခန်းနာကျင်အတွက်လုပ်ရတဲ့ယောဂလေ့ကျင့်ခန်းတွေကအများကြီးရှိပါရဲ့เนาะစပြီးတော့လုပ်တဲ့သူတွေအတွက်တော့ခလေးပုံစံကပို့ပြီးတော့လွယ်ကူပါရဲ့เนาะ ပုံစံကတော့ပထမအဦးဆုံးဒူးထောက်ထိုင်ရပါမယ်။နောက်ပြီးတော့တင်မောင်းကိုဖနောက်ပေါ်ကိုချထားရပါမယ်နော်။ပြီးရင်ကိုလုံးကိုရှော့ချပြီးတော့အရှိကိုကိုင်းလိုက်ပါ။တက်တော့တက်တာဖြစ်သွားချိန်မှာလက်နှစ်ဖက်ကိုပေးချထားပြီးတော့ဦးခေါင်းကိုဖျားပေါ်မှာချထားပါနော်။ဒီပုံစံအားဆိုလို့ရှိရင်လက်မောင်းကနေပခုံးသားတိပြရောစေပြီးတော့ခစစ်ယိုနဲ့တင်မောင်းကိုပါပြရောစေပါရဲ့နော်။ နောက်ထပ်လေ့ကျင့်ခန်းတစ်ခုကတော့ပီလာတီလေ့ကျင့်ခန်းပဲဖြစ်ပါရနော်ဒီပီလာတီလေ့ကျင့်ခန်းကဆိုလို့ရှိရင်ကျစ်သားတွေရဲ့ခွန်အားပြုပြောင်မှုစတာတွေကိုတွေ့တက်စေပါရနော်ကျစ်သားတွေရဲ့ခန္ဓာကိုယ်ကိုတွေ့တက်စေပြီးတော့ထိခိုက်တဲ့အရာရှိမှုကိုလည်းလျော့နေစေပါရနော်ဒီလေ့ကျင့်ခန်းကိုတော့ရိုးရိုးရှိရှိပဲလုပ်ဆောင်နိုင်ပါရနော်ပုံစံကတော့ပလက်လန်ပြီးတော့လက်နှစ်ဖက်ကိုဘေးမှာခြားထားပါဒူးကိုတဖြည်းဖြည်းချင်းကွေးတင်ပြီးတော့ခြေထောက်တွေကိုခါယောကနေတစင်ဖြန့်ကားပေးပါကြောကိုဖျားပေါ်မှာချထားပြီးတော့ဘိုင်းကိုဖြော့ထားပါနော်ပြီးတော့ခစစ်ကို အပေါ်ကိုမတင်ပါ ခါးကိုဖျားပေါ်ကနေပြီးတော့ဖိတွန်လာသလိုခံစားရပါလိမ့်မယ်နော်ဒီအနေထားကို5စက္ကန့်လောက်ထိန်းထားပြီးတော့ပြန်လျှော့ချပြလိုက်ပါနော်ဒီလေ့ကျင့်ခန်းတွေကပုံမှန်လုပ်နိုင်မှထိရောက်ပါတယ်။တဝက်လုံးလုပ်ပြီးရက်လိုက်တာခါးကိုအလွန်ကျွံသုံးပြတာတွေကိုရှောင်ကြရပါမယ်နော်။ဘယ်လေ့ကျင့်ခန်းကတင့်တော်မယ်ဆိုတာကိုဆရာဝန်နဲ့အရင်ဆုံးတိုင်မြင်ပါနော်။နောက်ပြီးတော့ဘေးတက်ဆူကျိုးတွေရရှိနိုင်တဲ့အတွက်ကြောင့်ဒီဘေးတက်ဆူကျိုးတွေအတွက်စိုးရိမ်နေဆိုလို့ရှိရင်နော်ကိုယ့်ရဲ့ဆရာဝန်နဲ့တင်ထားတိုင်မြင်ဆွေးနွေးပြီးမှပြုလုပ်တင်ပါရနော်။ အခုပြပေးခဲ့တာကတော့ခါနာတော်တက်တာစီရဲ့လေ့ကျင့်ခန်းသုံးမျိုးပဲဖြစ်ပါရဲ့နော်ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ကြတာပေါ့နော်